လုံးမင်္ဂလာပါနော်ဒီနေ့ဝီရီတို့ရဲ့ Harry and Beauty Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်တို့တော်များများသိချင်နေကြတဲ့ဒီဝက်ချံပေါက်လာတဲ့အခါကြလို့ရှိရင်မိစေမှာဘာကြောင့်ဝက်ချံပေါက်ရစီလဲပေါ့နော်တို့တော်များများလည်းသိချင်ကြတယ်ဒါကြောင့်မို့လို့ဒီနေ့မိစေမှာဝက်ချံပေါက်ရင်ဘယ်လို view site ပေးနိုင်လဲဆိုတာကိုမျှဝေပေးချင်ပါတယ်နော် ဝက်ချန်ဆိုတာကပဲနေရမပဲပေါက်ပေါက်ပေါ်တော့အတူတူပါပဲဒါပေမဲ့ဘီယူဆိုက်ကူတာမှုမရှိပဲထားခဲ့မယ်ဆိုလို့ရှိရင်ပိုးဝင်ရင်အရေးပြားရဲ့နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်တယ်ပေါ့နော် ပေါ်မှန်အားဖြစ်တော့ဒီမေးစေးမှာဝက်ချက်တွေဖြစ်လာတာကဒီဟော်မုန်နဲ့မညီမျှတာတွက်ကြောက်ပေါ့နော်ဟော်မုန်ထုတ်ပေးတဲ့စနစ်ကထုတ်လုံးမှုလွန်ကဲလာတဲ့အခါမှာဆိုလို့ရှိရင်အစီကလင်တွေရဲ့လှုပ်ဆောင်ချက်တွေလွန်ကဲလာပြီးတော့ဒီဝက်ချက်တွေဖြစ်စေနိုင်တာပေါ့နော်တကယ်လို့အရေပြားစလဲတွေမှာအစီတွေမှာဖုန်ညစ်သေးတွေချွေးပေါက်တွေပိတ်ဆို့နေတဲ့အခါမှာဆိုလို့ရှိရင် ရွှေချံအဖုလေးတွေဖြစ်လာတတ်တယ်။အဲ့ဒီကနေပြီးတော့ဆပြီးတော့ရောင်ရမ်းမှုတွေနဲ့ပတိယာပိုးတွေများလာတဲ့အခါမှာဆိုလို့ရှိရင်ရွှေချံဖုကနေပြီးတော့အဖြူဆန်လေးတွေဖြစ်လာတာပေါ့နော်။ဒါကြောင့်မို့လို့ဒီရွှေချံအကြီးတစ်ခုခုဖြစ်လာစေနိုင်တယ်။ဒါတွေကိုပိုးမွေအောင်ဂယူးဆိုင်ပေးနိုင်တယ်။တက်ရှင်ပေးနိုင်ရင်တော့ဒီအစိကိုမရောက်လာနိုင်ဘူးလို့အမာရွတ်လည်းအဖြစ်ကြံခဲ့မှာမဟုတ်ပါဘူးနော်။ဒါဆိုလို့ရှိရင်ဒီမိတ်ဆေမှာပေါ့နော်ဝက်ချံပါရတဲ့အကြောင်းရင်းကိုသိချင်နေကြပြီဟုတ် မန္တကယ်မှာဆိုလို့ရှိရင်ယာတီလာမဲ့ရက်မတိုင်ခင်နှစ်ပတ်လောက်လို့မှာဆိုလို့ရှိရင်ဝက်ချံကတော်တော်များများတတိထားမိကြလိမ့်မယ်လို့ထင်ပါတယ်เนาะ အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဟော်မုန်းတွေများလာတဲ့အခါမှာအဆီကလီနွေနိုးစွာလာတဲ့အခါမှာအဆီထုတ်လုံးမှုတွေကိုလွန်ကဲစေတယ်เนาะနောက်တစ်ခုကျတော့စိတ်ဖိစီးမှုများတာပေါ့เนาะစိတ်ဖိစီးမှုများလာတဲ့သူတွေဆိုလို့ရှိရင်ဝက်ချက်ဖြစ်လာဖို့ရခိုင်နှောင်းကများပါတယ်ဒီစိတ်ဖိစီးမှုတွေများလာတဲ့အခါမှာဆိုလို့ရှိရင်အဆီထုတ်လုံးမှုတွေကမြစ်သက်စီပြီးတော့ဝက်ချက်တွေကိုပိုဆိုးစေနိုင်တယ်ပေါ့เนาะဒါကြောင့်မို့လို့စိတ်ညစ်လို့ဖြစ်စေအိမ်မပြောရင်လည်းဖြစ်စေပေါ့เนาะစိတ်ဖိစီးမှုတွေများလာရင်ပိုပြီးတော့ဆိုးစေတယ်ပေါ့ နော်နောက်တစ်ခုကြတော့သမွေသားဆေးတွေကိုအများအန်းသုံးနေတဲ့သူပေါ့နော်သမွေသားဆေးမှာဆိုလို့ရှိရင်ဝက်ချံကူးတိုက်ရမှာအထောက်ကူကူးပေးနိုင်တယ်ပေါ့နော်တောက်ဆေးတွေမှာကဟော်မုန်တွေနဲ့ခန္ဓာကိုယ်ထဲကအန်ဒရို ကျင်းဟော်မွန်ဆိုတဲ့ပါရဏကို short စီပြီးတော့အစီထုတ်လုပ်မှုကိုညော့စေတယ်။ဒါကြောင့်မို့လို့သူကဝက်ချက်ကိုတတ်တာစေတယ်ပေါ့နော်။ဒီတောက်ဆေးတွေကိုကိုကရက်လိုက်တာနဲ့ဒီအစီပိုးတွေထွက်လာပါရောနော်။နောက်တစ်ခုဆိုလို့ရှိရင်ဆေးရက်လိုက်ပြီးမကြခင်မှာမေးဆေးတွေမှာဝက်ချက်တွေကပို့ပြီးတော့ထွက်လာစေနိုင်ပါတယ်နော်။ ဒါဆိုလို့ရှိရင်တက်တာအောင်ဘလို့လောက်ပြီးလို့ရနိုင်မလဲဆိုလို့ရှိရင်ဝက်ချန်ရှိတဲ့နေရာမှာကိုပေါ့နော်မိနစ်အနည်းငယ်9မိနစ်ထက်မပေးကြော်ပဲနဲ့ပေါ့နော်အဝတ်နုလေးတွေနဲ့ပတ်ထားတဲ့ရေခဲကိုကပ်ပြီးနော် ဝက်ချန်ရောင်ရန်နာနာဂျီနာနီမြန်နာပြီးလို့ရှိတက်တာသွားလိုက်မယ်နော်ဒါပေမဲ့ဖိတော့မဖိနဲ့နော်သတိထားပြီးတော့ကပ်ပြီးပေါ့နော်နောက်တစ်ခုကကြတော့ဝက်ချန်ပျောက်စီတုံးနော်ဝက်ချန်ပျောက်စီတက်တာစီကိုလိမ့်ပေးလို့လေရတာပေါ့နော်နောက်တစ်ခုမှဆိုလို့ရှိရင်ရှားဆောင်လက်ပတ်နဲ့ကုလို့ရတာပေါ့နော်ဒါကြတော့တချို့လူတွေကြတော့ရှားဆောင်လက်ပတ်ကိုလည်းဟိုအတုံးပြုပေးလို့ရတယ်လို့တချို့ကရှားဆောင်လက်ပတ်တော့ကြောက်နဲ့လဲပို့ပြီးတော့စိုးတာမျိုးတွေလည်းဖြစ်စေနိုင်တယ်နော် တခုတတိထားပေးရမှာကဝက်ချန်တွေကိုမဆိုင်နဲ့မဆွားနဲ့ပေါ့နော်ဝက်ချန်ထွက်လာရင်နှစ်တာဖဲ့ရကောက်တာကိုလူတိုင်းကြီးပါလှုပ်လောက်တတ်ကြတော့ပေါ့နော်ဒါပေမဲ့ဒါကိုဝက်ချန်ကိုမသက်သာစေတဲ့အပြင်ပိုးတော့ဆိုးစေတယ်လိမ့်မဲ့ဝက်ချန်တွေဆိုလို့ရှိရင်အမာရိုးတကြံခဲစေလိမ့်ပေါ့နော်ဒါကြောင့်မို့ဝက်ချန်တွေကိုနှိထုတ်လိုက်ရင်သက်သာသွားမယ်လို့မထင်နဲ့နော်ဒါကမမှန်ပါဘူးနော် ိုလို့တောင်ဆိုးရွားစေနိုင်တယ်နော်နောက်တစ်ခုဆိုလို့ရှိရင်အမာရွတ်တွေလည်းကြံ့စေနိုင်တယ်နော်ကဲဒါဆိုလို့ရှိရင်ဝီရိုရဲ့ချက်နဲ့မြဲတဲ့မြှောက်ဝစ်ပေးနေတဲ့အတွက်ကြောင့်မလို့နောက်ဖက်ဝီရိုတွေသိရှိအောင်ဒီနိုတီနဲ့စကရိုက်လေးနှိပ်တော့ပေးဖို့မမေ့ပါနဲ့နော်